မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာနိုင်ငံတွင်နျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးစီမံကိန်းကိုစီအုပ်စုကလက်တွေ့အမြန်စတင်လို့တော်လဲရုရှားကနှောင့်နှေးနေကွေးစွာတုံ့ပြန်နေ၍မင်းအောင်လိုင်းအမလို့အမရဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်မင်းအောင်လိုင်ကနျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်လို့တော်လင်းရုရှားကနှိကွေးစွာတုတ်ပြန်နေ၍စေယုစုကအာမလို့အာမရဖြစ်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရယ်အကြမ်းဖက်မင်းအောင်လိုင်ကနှစ်နိုင်ငံ MOU လက်မှတ်ရေးထိုး၍ သဘောတူညီထားတဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးစီမံကိန်းကိုဖြစ်နိုင်သမျှမြင်မြန်အမြန်ဆုံးစတင်လို့ကြောင်းဒုရတွင်ရုရှားဘက်အချက်မှထုတ်ပြန်မှုနေကွေနေ၍စီမံကိန်းမှာခီးမပေါက်ပဲလက်တွေ့ဖြစ်လာရန်ကြာမြင့်နေကြောင်းမေယာလိုင်ကဓာတ်ပေါင်းမှုအတွက်လက်တွေ့မြင်နေရနှစ်ဖက်ညှိနှိုင်း၍ချိန်ကာရုရှားဘက်မှပညာရှင်များနဲ့မြန်မာဘက်မှပညာသင်များပူးတွဲ၍နျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရန်အမြန်ဆုံးစတင်ခြင်းနေကြောင်းသိရပါသည် ဓာတ်ပေါင်းပုံစီမံကိန်းကိုနှစ်ဖက်ညှိနှိုင်းပြီးတော့မြေနေရရွေတာမြေတတ်မှတ်တာနှစ်ဖက်ပူးပေါင်းအဖွဲ့တွေလှုပ်တာတွေစတင်နေပြီးရုရှားဘက်က process data အားနေနေတာရုရှားပြည်များရှင်နေလာဖို့လေဒီဘက်က ready ဖြစ်ပေမဲ့ရုရှားဘက်ကမြန်မြန်ဆန်ဆန်မလို့သိဘူးအခုတက်တိကိုနှစ်နိုင်ငံသဘောတူညီချက်ကလက်တွေ့အကောင့်ထဲပေါ်မှုအားနေနေတာဟု နေပြီးတော့စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ် 2025ခုနှစ်အေဗီလာတွင်မြန်မာနိုင်ငံတွင်ရုရှားကမဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဗိုလ်ကိုတိဆောက်ရန်နှင့်အဆိုပါဓာတ်ပေါင်းဗိုလ်ကိုမဂါဝတ်330တိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရင်နျူကလ িয়ার ဓာတ်ပေါင်းဗိုလ်အဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မဲ့ရေးထိုးခဲ့ကြောင်းနျူကလ িয়ার ဓာတ်ပေါင်းဗိုလ်စီမံကိန်းအတွက်ရုရှားနှင့်မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လွှာသဘောတူညီချက်ကိုလည်း ရုရှားညွန်ကြိုက်မှုကြောင့်လည်းမြန်မာနိုင်ငံသိပ္ပံနဲ့ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ရုရှားကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးနဲ့လက်ပံရေးတို့ကိုရုရှားပညာရှင်များနဲ့တူမြန်မာနိုင်ငံမှာဆင့်အရာရှင်များကိုပူးရဲတင်ကြားပြသပေးသွားမည်ဖြစ်ပြီးဆေယုစုကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်မှုအဆင့်လိုက်ခြင်းစီအတွက်ဆေယုစုကရုရှားထံသို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။ လက်တလုံးစစ်တပ်ကနျူကလ িয়ার ဓပောင်းဖို့စီမံကိန်းအတွက်နျူကလ িয়ার ဘာသာရပ်ဆိုင်ရာပွဲလွန်ရရှိထားတဲ့ရုရှားပြန်စစ်ဖို့အရာရှိများကိုပြန်လည်စုစည်းက လက်တွေ့နျူကလ িয়ার ဓပောင်းဖို့တည်ဆောက်ရေးအတွက်ပွဲလွန်ဘာသာရပ်များတင်ကြားနိုင်ရင်ပြည်ညာတော်တင်များဇက်တိုက်စီလွန်လျက်ရှိကြောင်းသိရှိရပါသည်။ မင်းအောင်လိုက်ကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်အသုံးပြုမည်ဟုပြောဆိုထားသောလေနျူကလ িয়ার ပညာရည်နှင့်ပတ်သက်၍စစ်ဘက်အရာရှိများကိုသာရုရှားသို့ပညာတော်တင်ဆက်လိုပြီးအရက်ဘက်မှဝန်ထမ်းများကိုဆင်လွတ်မှုအလွန်နှေးပါလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည် မေအောင်လာဤစက်တင်ဘာလရုရှားခီးစဉ်တွင်မြန်မာနိုင်ငံတွင် အငေစားလျက်စစ်ဒါအပိဆိုင်ုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအစအဦးလူဆွာရင်းမြစ်များနှင့်အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ကုမ္ပဏီတို့ကတတ်နိုင်သမျှဆက်လက်ကူညီပေးရန်မေအောင်လာကရုရှားဆိုရကိုမြစ်တာရက်ခံခဲ့ကြောင်းသိရပါသည် ရန်ကုန်မှာပြန်ကြဆေးနှင့်စီကံမဲ့ဆိုင်တွေမမြင်ချင်းမှုဆိုတဲ့မင်းအောင်လိုင်းအမိန့်ကြောင့်ယာယီဈေးတွေဆိုင်ကန်းတွေအလုံးဖြတ်သိမ်းခံနေရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာပြန်ကြဆေးတွေနဲ့စီကံမဲ့ဆိုင်တွေလမ်းပေးဝဲရမှာခေါင်းရက်ပြတ်တိုးဈေးတွေမမြင်ချင်းမှုဆိုတဲ့မင်းအောင်လိုင်းရဲ့အမိန့်ကြောင့်ယာယီဈေးတွေပြန်ကြဆေးတွေနဲ့လမ်းပေးဝဲရကဆိုင်တွေကိုဒီရက်ပိုင်းတွင်စစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်။ အော်တိုဘားလ၁၀ရက်နေ့ရန်ကုန်မြို့ဒလာဒရာစီမံကိန်းနဲ့တကုံမြို့တစ်တောင်ပိုင်းစစ်မှုထမ်းဟောင်းအင်ယာခေါ်မုတ်ဆိုးမအင်ယာကျိဆောက်ရင်းလာရောက်စစ်ဆေးသွားတဲ့မင်းအောင်လိုက်ကအပြန်မှာတင်ငန်းကျော်တောင်မွေတာကိတ္တဗဟန်ရန်ကုန် တကုံနဲ့ကမာယိုမြို့နယ်တွေကိုကားနဲ့လက်ပတ်ကြီးရှုခဲ့ပါတယ်အဲ့ဒီလိုကြည့်ရှုရင်မင်းအွန်လိုင်းကလမ်းမီဝဲရမှာပြန်ချဈေးတွေ၊ကောင်းရွက်ပြတ်ထိုးဈေးတွေနဲ့စီကမ်းမဲ့ဆိုင်ကမ်းတွေကြောင့်မြို့ရဲ့အလပါကိုအကြီးတန်းစေတာကြောင့်စက်မှတ်ဆောင်ရွက်ဖို့နဲ့နောက်တခါတူလာတဲ့အခါမမြင်ချင်ဘူးလို့ထုတ်ဖော်ပြောဆိုထားပါတယ်။ အဲ့ဒီပြောဆိုမှုကြောင့်အော်တိုဘာလ17ရက်နေ့ကစပြီးရန်ကုန်မှာလမ်းဘေးဝဲရဆိုင်ကန်တွေပြန်ကျဈေးတွေရယူဈေးတွေကိုအလုံးရင်းနဲ့စစ်တပ်နဲ့စီပင်ကဖျက်သိမ်းလာပါတယ်။ဒါအပြင်အိမ်နဲ့ဆိုင်တွဲထားတဲ့ဈေးဆိုင်အိမ်တွေတိုက်မြင့်ကြီးတက်မှာဖွင့်လှစ်ထားတဲ့ဆိုင်ကန်တွေကိုလည်းအဖီတွေ ဖြတ်ချတာလမ်းနဲ့နမိတ်နဲ့မလွတ်တဲ့ဆိုင်တွေကိုဖြတ်ခိုင်းတာလှုပ်ဆောင်လာပါတယ်။မင်းအောင်လိုင်းအမိန်ကြောင့်တောင်မွေကျပဲစီမှပြန်ကျဆိုင်ကန်တွေတောင်မွေစီရှေ့မှာရှိတဲ့လမ်းဘေးဆိုင်တန်းတွေစီပင်နဲ့စစ်တပ်ကဖျက်သိမ်းနေသလိုရက်ွက်အတွင်မှာဖွင့်လှစ်နေတဲ့ပြန်ကျဈေးတွေကိုလည်းစစ်တပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျက်သိမ်းတာတွေလှုပ်ဆောင်လာပါတယ်။ အော်တိုဘားလာ၁၄ရက်နေ့မှာတော့တင်ငန်းချုံမြို့နယ်ပြည်တော်စုဂုံကျော်တရအစင်မှာရှိတဲ့ပန်းစီတန်းဆိုင်ကန်းတွေအားလုံးကိုစစ်တပ်နဲ့စီပင်ကလာရောက်ဖြတ်သိမ်းခံပြီးမဖြတ်တဲ့ဆိုင်တွေကိုပူရိုဇာနဲ့ထိုးချဖျက်ဆီးမယ်လို့ချိန်ချောက်ပါတယ်။လက်တလောရန်ကုန်စီပင်တရင်ချင်းမြစ်အချို့ရဲ့အဆိုအရရန်ကုန်တမျိုးလုံးမှာရှိတဲ့ဆိုင်ကန်းတွေပြန်ချဈေးတွေနဲ့ယာယီဈေးတွေအားလုံးကိုစီမံချက်နဲ့ဖျက်သိမ်းနေတာဖြစ်ပြီးခွင့်ပြုချက်မရှိဘဲဈေးရောင်းရင်ထောင်တန်းချမှတ်တဲ့အထိအေးအေးယူသွားမယ်လို့ဆိုပါတယ်။ စီပင်ကသတ်မှတ်နေရမှာမယောင်းတဲ့ဈေးဆိုင်ကန်းတွေကိုပညာပေးကာလသတ်မှတ်ပြီးဖြတ်သိမ်းနေပါတယ်။ပညာပေးကာလကျော်ရင်တော့စီကမ်းမဲ့ဆိုင်ကန်းတွေကိုပြန်ချဈေးတွေကိုဖက်စီမှာဖြစ်ပါတယ်။စီပင်ဥပဒေရတော့တန်ရိုက်နိုင်တယ်လို့ထောင်တန်းလေးချမှတ်လို့ရပါတယ်လို့ရန်ကုန်စီပင်သတင်းရှင်းမြစ်ကပြောဆိုကြောင်းသိရပါတယ်။ နောက်ထပ် တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကလူလူကိုအတိတ်ကပြစ်မှတ်ထားပုံကျဲတိုက်ခိုက်မှုများနဲ့အကြမ်းဖက်မှုကျူးလွန်သူများအားပုံမှုပြင်းထန်လာနိုင်၍ပြည်သူများအထူးသတိပြုကြရန်တန်းပြေကောင်းစီသတိပေးချက်ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်တပ်ကလူလူကိုအဓိကပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုများနဲ့အကျန်းဖက်ကျူးလွန်နေမှုများပုံမှုပြင်းထန်လာနိုင်၍ဖြီသူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန်တန်းပြည်ကောင်စီ TNC ကသတိပေးချက်ထုတ်ပြန်ပါတယ်။စက်တင်ဘာလမှစတင်၍ယနေ့ချိန်ထိအကျန်းဖက်စစ်တပ်ကကြောင်မဲတီဘော၊နတ်မတူ၊မိုးကုတ်၊မိုးမိတ်၊မိုင်းငော့၊မိုင်းလုံး၊နမ်ဆန်နဲ့မန်တုံမြို့နယ်များရှိဖြီသူလူလူများနေထိုင်ရာခြေရွာများကိုဦးတည်သည့်လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးတငယ်များပါဝင်ဒေသခံဖြီသူများတေ ဆုံးခြင်းထိခိုက်ဒဏ်ရာရရှိခြင်းနေများစတင်ကြောင်းများနဲ့ဘာသာရေးအဆောက်အအုံများထိခိုက်ပျက်စီးသည့်ပြင်ပြည်သူလူထုများစွာစစ်ပီးရှောင်နေရကြောင်းခက်ခဲများစွာကြုံတွေ့နေရပြီးတနိုင်ငံလုံးရှိပြည်သူများကိုဦးတည်၍ရည်ရွယ်ချက်ရှိရှိလေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများအဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း TNC ကအတည်ပြုချက်ထုတ်ပြန်ပါသည် အကြမ်းဖက်စစ်တပ်ကလူလူကိုအဓိကပြစ်မှတ်ထားကပုံကျဲတိုက်ခိုက်မှုနဲ့အကြမ်းဖက်မှုများပုံမှုပြင်းထန်လာနိုင်ကြောင်းလူလူနေပြည်လီကျောင်းအနေကိုရှောင်ရှားသွားလာကြရန်နဲ့ဘေးကင်းလုံခြုံသည့်နေရာများသို့တတိဝရီအဖြစ်အထူးတတိပြုနေထိုင်ကြစေလိုကြောင်းနိုင်ငံရေးနဲ့စီရင်အခြေအနေအခက်အခဲများကြောင်းထိခိုက်ဆုံးရှုံးမှုများနဲ့နေနာခန်းစားနေရသည့်လူလူအားပြည်တွင်းပြည်ပအဖွဲ့အစည်းဖြစ်စေတဦးတယောက်ချင်းဖြစ်စေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် TNC က အလေးနက်ထားတိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။လက်တလုံးစစ်တပ်က TNL သိမ်းပိုက်ထားတဲ့တီဘောမျိုးနဲ့မိုးကုံမျိုးတို့ကိုအပြင်းထန်ထိုးစစ်ဆင်နေပြီးယမန်နေစစ်တပ်ထိုးစစ်မှာတီဘောမျိုးနဲ့သုံးမိုင်နီကိုရောက်ရှိလာပြီးဖြစ်ကြောင်းအခြားတစ်ဖက်မှာလည်းနမ်ဆန်မျိုးပါဝင် TNL အထင်ချရာမျိုးများပြားကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုများဇက်တိုင်းလှုပ်ဆောင်လျက်ရှိကြောင်း TNL တရင်ရှင်မြစ်ကပြောဆိုပါတယ်။စစ်တပ်ကအခုထိုးစစ်တွေမှာလူလိုင်းကိုအဓိကသုံးနေလက်နက်ကြီး drone နဲ့လေးချောင်းတိုက်ခိုက်မှုတွေရင်လုပ်တဲ့ းမမြေပြင်မှာလူလိုင်းလုံးလိုစစ်စင်ရေးမျိုးတွေနဲ့လူတွေအများကြီးတုံးပြီးထိုးစစ်စင်နေဟု TNL သတင်းရင်းမြစ်ကပြောဆိုကြောင်းသိရပါဗျ။